တန်ဇန်နီးယားနိုင်ငံမှာရေကောက်ပွဲဆန္ဒပြပွဲတွေဖြစ်ပွားတဲ့၃ရက်အတွင်းတည်ဆုံသူ900ဝန်းကျင်ရှိကြောင်းအဓိကအတိုက်ခံချက်ဒီမာပါတီကပြောပါရယ်ဆန္ဒပြသူတွေဟာအော်တိုဝါ31ရက်ကစီဝိုင်းမြို့တော်ဖြစ်တဲ့ဒါဆာလန်မြို့မှာရှိတဲ့မြို့တော်ခန်းမစီဆန္ဒပြခြေတက်ခဲ့တယ်လို့ပြောရေးဆိုခွင့်ရှိသူချွန်ကီတိုကာကဆိုပါရယ် ဒါစမာသေးဆုံးသူ350ဝန်းကျင်ရှိပြီးအဝန်ဆောင်မှာက200လောက်ရှိပါတယ်။တနင်္ဂနွေလုံးကတခြားနေရာတွေမှာသေဆုံးသူအရေအတွက်ထည့်ပေါင်းမယ်ဆိုရင်900ဝန်းကျင်လောက်ရှိပါတယ်လို့၎င်းကဆိုပါတယ်။လုံချုံရေးတရင်ရင်းမြစ်တခုက၎င်းတို့လည်းအလားတူသေဆုံးသူအရေအတွက်ကိုကြားမိပြီးတန်ဇန်နီးယားစစ်တပ်အတွင်းမှာလည်းဒီတရင်ပြန့်နေတယ်လို့ဆိုပါရယ် ိုင်ငံတကာလူငင်းချမ်းသာ권အဖွဲ့ကလည်းလူတရာထက်မနည်းသေဆုံးတဲ့တရင်ကြားမိကြောင်းပြောကြားခဲ့ပါတယ်။ချက်ဒီမာပါတီကအလောင်းတွေကိုရေတွက်နေတဲ့ဈေးရုံတွေနဲ့ဈေးကန်တဝိုက်တွားရောက်ကြည့်ရှုခဲ့တဲ့ပါတီအဖွဲ့ဝင်ကွန်ရက်တွေထံကတရင်ရရှိခဲ့တာဖြစ်ကြောင်းကီတိုကာကဆိုပါတယ်။ AFP တရင်ဌာနကဈေးရုံတွေနဲ့ဈေးကန်တွေကိုဆက်သွယ်ခဲ့ရမှာပြန်လည်ဖြည့်ဆို့ဖို့စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။ အစိုးရကိုပြောချင်တဲ့သတင်းစကားကတော့ဆန္ဒပြသူတွေကိုတပ်ဖြတ်တာတွေရက်ပေးပါရဲတပ်ဖွဲ့ရဲ့ရဲစစ်မှုတွေကိုရက်ပေးပါရွေးကောက်ပွဲကိုတရားမျှတစေခြင်းနဲ့ပြည်သူတွေရဲ့ဆန္ဒကိုလေးစားပေးပါလို့ကီတိုကာကပြောပါရယ်။ဘာရွေးကောက်ပွဲမှမရှိပါဘူးကျွန်တော်တို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေဖြစ်မြအောင်လမ်းခင်းပေးမယ်အသွင်ကိုပြောင်းရေးအစိုးရတည်းကိုလိုအပ်ပါတယ်လို့လည်း၎င်းကထပ်မံပြောကြားခဲ့ပါရယ်။သမရဆာမီယာဆူလူဟိုဟာဆန်ကသူ့ရဲ့ယာတို့ခိုင်မာစေဖို့ကြိုးပမ်းခဲ့ပြီး ပြန်မမရှိသလောက်နေပါဖြစ်ခဲ့တဲ့ရွေးကောက်ပွဲမှာသူရဲ့ပါတီအတွင်းမှာဝေဖန်သူတွေကိုအတန်တိတ်သွားအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲမှာအဓိကစိန်ခေါ်သူတွေဟာထောင်ချခံထားရတာဒါမှမဟုတ်ရွေးကောက်ပွဲဝင်ဖို့အရေးအချင်းမပြည့်သူတွေအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။လူအခွင့်အရေးအုပ်စုတွေကတန်ဇန်နီးယားမှာအကြမ်းဖက်မှုဇာတိုက်ဖြစ်ပေါ်ခဲ့တယ်လို့ရွေးကောက်ပွဲမတိုင်မီဝေဖန်ခဲ့ကြပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲနီးကပ်လာတဲ့နောက်ဆုံးရက်တွေမှာအထင်ကရပုံကိုယ်တွေပြန်ပြီးဆွဲခံရမှုမြင့်တက်လာခဲ့တယ်လို့လူအခွင့်အရေးအုပ်စုတွေကပြောကြားခဲ့ကြပါတယ်။